Hello everyone အားလုံးပဲမင်္ဂလာပါ Ignition Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ PC table design ကို step by step ဆွဲကြပြီးတော့မှဖြစ်ပါတယ်ကျွန်တော်တို့ကပုံတွေဆွဲတော့မယ်ဆိုလို့ရှိရင်အရင်ဆုံး fine tune တော့ရမယ် fine tune တော့မှတော့ကျွန်တော်တို့က keyboard မှာရှိတဲ့ control နဲ့ and ကိုတွဲနေပါ control and ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ကျွန်တော်က 3D table design ကိုကျွန်တော်က a free inch preliminary နဲ့ဆွဲကြပြီးတော့မှဒီတဲ့တွေကျွန်တော် a gap ဖြစ်ချက်နေမယ် a gap ဒီကနေကျွန်တော်တို့က open ကိုနှိပ်ပါ အဲဒါဆိုရင်တော့ကျွန်တော်တို့ fine new down ပြီးသွားပြီဖြစ်ပါတယ် fine new down ပြီးဆိုတာနဲ့ကျွန်တော်တို့ကအာဒေါ်ရင်နေမဆွဲခင်မှာကျွန်တော်တို့ဒီဒေါ်ရင် fine ရ unit တွေမှန်မှန်မှန်ကိုကျွန်တော်ကစစ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်က unit တွေမှန်မှန်မှန်ကိုစစ်ဖို့အတွက်ကျွန်တော်က command box မှာ un under ကျွန်တော်ကဒီနေ့သင်ရတဲ့ video မှာ plain mic နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော် lamp type မှာ engineer ကိုရေးမယ်ကျွန်တော်က precision demo မှာကျွန်တော်က0 piece 0 inch ကိုရေးမယ်ပြန်ကျွန်တော်က unit to scale မှာတော့ကျွန်တော်အင်ချက်ကိုရေးထားမယ် ပြီးရင်ကျွန်တော်တို့ okay နဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ drawing file ရဲ့ကျွန်တော် unit တွေမှမှမှကို save ပြီးသွားပြီဖြစ်ပါတယ်အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ drawing file ကိုကျွန်တော် limit command ကိုတောင်းပြီးတော့ကျွန်တော်တို့ drawing area ကိုတတ်မှတ်ပြီးမယ်အဲဒါ limit command ကိုတောင်းပြီးတော့ကျွန်တော်က command ပေါ်မှာ alignmds limit under ပြီးရကျွန်တော် lower corner point ကို0,0 under ပြီးရကျွန်တော်က upper right corner point ကို50 p, 50 p under set under a under အဲဒါဆိုရင်တော့ကျွန်တော်တို့ drawing area ကိုကျွန်တော်တို့ limit သတ်မှတ်ပြီးသွားရေးဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပုံတွေဆွဲဖို့အတွက်ကျွန်တော်လိုအပ်တဲ့ချက်လက်တွေကိုပြင်ဆင်ပြီးသွားပြီးဖြစ်ပါတယ်။ကျွန်တော်တို့ကပထမဆုံးအနေနဲ့2 inch palette ရှိရဲ့ rectangle တစ်လုံးဆင်မယ်။ rectangle 2ကို click ချနေမယ်။ပြီးရင်ကျွန်တော် first corner ပိုင်းကြမယ်နော်။ first corner ပိုင်း first corner ပိုင်းကြပြီးကျွန်တော်တန်မိုးထည့်မယ်။ S2,2 enter ။ဒါဆိုရင်တော့ကျွန်တော်တို့2 inch palette ရှိရဲ့ rectangle တစ်လုံးကိုဆွဲပြီးသွားပြီးဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်တို့ဒီ rectangle ကို copy နဲ့ကျွန်တော် copy ပွားပြီးမယ်အဲ့တည်း copy command ကိုယူမယ် copy object ကို select မှတ်မယ် select object အဲ့တော့ပြီးရင်ကျွန်တော်ကဒီ rectangle ကိုကျွန်တော် base point ကိုကျွန်တော် center point နဲ့ gain မယ် center ကျွန်တော်တို့သွားခြင်းတဲ့ဘက်ကိုဒါလေးရှင်းပြမယ်ပြီးရင်ကျွန်တော်တို့တမ်းမိုးထည့်မယ်တမ်းမိုး 3p under command ထွက်မယ်ဆိုတော့ escape ပြီးရင်ကျွန်တော်တို့ကဒီ rectangle နှလုံးကိုကျွန်တော် offset ကို copy ပွားပြီးမယ် copy command ဝင်ကြရင်မယ် copy command ကိုအသုံးပြုရဲ co enter ပြီးကျွန်တော် object တွေကို select မှတ်မယ် select object enter ဒီခါမှာလည်းကျွန်တော်က base point ကိုကျွန်တော် rectangle ရဲ့ကျွန်တော် geometric center နဲ့ kait မယ်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ် tamo ထည့်မယ်ကျွန်တော် tamo တော့2 feet enter command ထောက်မယ်ဆိုတော့ escape ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ rectangle လေးလုံးဆွဲပြီးသားဖြစ်တဲ့ဒီအဆင့်ထိပြီးသားပြီဆိုရင်တော့ကျွန်တော်က line 2ကိုယူမယ်တော့ line 2ကို click ချနေမယ် first point second point command ထွက်မယ်ဆိုတော့ escape ပြန်ရကျွန်တော်ဒီ line ကို offset command နဲ့ကျွန်တော် offset ကြည့်ပေးမယ် offset 2ကို click ချနေမယ် click ချနေပြန်ကျွန်တော်တို့ကတန်မှုထည့်မယ်နော်တန်မှုတော့0.5 under ပြီးရင်ကျွန်တော်တို့ offset ခြင်းမဲ့ object ကိုကျွန်တော် select မှတ်မယ် select object ပြီးရင်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ် select object ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ် click ချချက် command ထွက်မယ်ဆိုရင်ကျွန်တော်တို့က escape ကျွန်တော်က mid line ကို select မှတ်မယ် delete rectangle 2ကိုယူမယ် rectangle first corner point second corner point ကျွန်တော် rectangle ဆွဲပြီးသားပြီဆိုတော့ねကျွန်တော်ဒီ rectangle အောက်မှာရှိတဲ့ line တွေကကျွန်တော်တို့မလိုအပ်တော့တာချက်တဲ့အတွက်ခုကို select မှတ်မယ်เนาะ rectangle အောက်မှာရှိကျွန်တော် line တွေကို select မှတ်မယ် select delete select မှတ်မယ် delete ဒါဆိုရင်တော့ကျွန်တော်တို့ rectangle အောက်မှာရှိတဲ့ကျွန်တော် line တွေကိုချက်ပြီးသားပြီဖြစ်ပါတယ်ဒီကျွန်တော်ဒီ rectangle ကိုကျွန်တော်က meta command ကိုအသုံးပြုပြီးကျွန်တော်ဒီဘက်ကိုလည်းကျွန်တော် meta ခောက်ပြင်မယ်နော်ကျွန်တော်တို့က meta command ကိုအသုံးပြုလို့လည်းကျွန်တော် command ပေါ်မှာ mi enter ပြန်ကျွန်တော်တို့ meta account နဲ့ကျွန်တော် return key ကိုဆက်လက်မှတ်မယ် select object enter return key ကို meta account ဖို့လည်းကျွန်တော်က point ဖမ်းပြရမယ်เนาะ first point second point ကြာပြီးကျွန်တော် mid point ဖမ်းပြရမှာเนาะအဲ့ဒီလည်းကျွန်တော်ကဒီမှာကျွန်တော် mid point ဖမ်းဖို့အတွက်ကျွန်တော် object မရှိဘူးအဲ့ဒီခါမှာကျွန်တော်က shift right click ကိုနှိပ်မယ် shift right click ကိုနှိပ်ပြီးရတယ် space between two point ကိုနှိပ်မယ်เนาะ space between two point first point second point ပြန်လည်းကျွန်တော်တို့ meta ရဲ့ကျွန်တော်က second point ကိုကြာမှာ ဒီကျွန်တော်ဒီညမှာ second point ကို click ချက်နှိပ်မယ်။ enter ။ဒါဆိုရင်တော့ကျွန်တော် return key ကို mera command သုံးပြီးတော့ကျွန်တော်ဒီဘက်ကို mera ခောက်ပြီးသွားရေးဖြစ်ပါတယ်။ line 2ကိုကြိုင်မယ် line first point second point command ထွက်မယ်ဆိုတော့ escape ပြီးရင်ကျွန်တော်ဒီ line ကိုလည်းကျွန်တော်က offset command သုံးပြီးပဲကျွန်တော် offset ကြည့်ပေးမယ်။ offset 2ကို click ချက်နှိပ်မယ်။ကျွန်တော်တန်မိုးထည့်မယ်တန်မိုးကတော့0.5 enter ပြီးရင် object ကို select မှတ်မယ် select object ကျွန်တော်သွားချင်းနဘောဒါရရှင်ပြမယ်ကလစ်ချန်နေမယ်တလက် object ကျွန်တော်သွားချင်းနဘောဒါရှင်ပြမယ်ကလစ်ချန်နေ command ထွက်မယ်ဆိုတော့ sk ပြီးရင်ကျွန်တော်ကအလဲမရှိတဲ့ mid line နေရာမလိုအပ်တော့တာဖြစ်တဲ့အတွက် line ကို select မယ်မယ် select object delete rectangle ကိုကြိုင်မယ် rectangle first corner point second corner point ဒီ rectangle ရဲ့အောက်မှာရှိတဲ့ line တွေကလည်းမလိုအပ်တော့တာဖြစ်တဲ့အတွက်သူကျွန်တော်က select မယ်မယ် select object delete select object ဲ့လေပြီးရင်ကျွန်တော်ကဒီ return key ကိုလည်းကျွန်တော်ဒီဘက်ကိုကျွန်တော်မဲတာခောက်ပြရမယ်မဲတာခောက်ဖို့အတွက်ဒီတစ်ခါမှတော့ကျွန်တော်က command box ကမသွားဘဲနဲ့ modify panel ထဲမှာရှိတဲ့ meta 2ကို click ချနေမယ်ပြီးကျွန်တော် object ကို select မှတ်မယ် select object enter point မှာကျွန်တော်က first point နဲ့ second point ကြမယ် first point second point enter ကျွန်တော်က dll မှာလည်းကျွန်တော် return key တစ်ခုဆက်ပြရမယ်ကျွန်တော်က return key ကိုကျွန်တော်ဒီဘက် return key ကိုဆွဲခဲ့တဲ့လိုမျိုးအစားဆုံးမဆွဲဘဲနဲ့ ကိုကျွန်တော်တို့က copy ပွားပြီးတော့ကျွန်တော်အလဲမှာသွားထားပြီးမယ်အဲ့တည်း copy ကမှဝင်မယ် copy ပြီးရင်ကျွန်တော် object ကို select မှတ်မယ် select object ကျွန်တော် base point ကိုကျွန်တော် mid point နဲ့ခြင်မယ် base point ကျွန်တော်ဒီ mid point မှာသွားထားပြီးမယ်နော် mid point command ထွက်မယ်ဆိုတော့ escape ဒီနေရာမှာကျွန်တော်ရဲ့ rectangle ကကျွန်တော်ဒီ ठी ကိုသွားမထီးဘဲကျွန်တော်လွတ်နေတယ်အဲ့တည်းကျွန်တော်ကဒီလွတ်နေတဲ့ဘောင်ကိုသွားထီအောင်လို့ကျွန်တော်က strut command ကိုအသုံးပြုပြီးကျွန်တော်ဒီ object ကိုဆွဲဆန်းပေးမယ်ကျွန်တော် strut2 ကိုကလေးချက်နေမယ် strut ပြီးရင်ကျွန်တော်တို့ကကျွန်တော်တို့ဆွဲဆန်းခြင်းနဲ့ကျွန်တော် object ကို select map ပေးရမယ်နော် select object ပြီးရင် enter နောက်ကမှာ base point ကြာမယ် base point base point နေပြီးကျွန်တော်တို့ဒီမှာသွားထားခြင်းနဲ့ကျွန်တော် mid point ကိုသွားပြီးကျွန်တော်ကလေးချက်ချပေးမယ်ဒါဆိုတော့ကျွန်တော်ဒီ rectangle ကိုကျွန်တော် strut command ကိုအသုံးပြုပြီးတော့ကျွန်တော်တို့လိုသလောက်ဆွဲဆန်းပေးခဲ့တာဖြစ်ပါတယ် rectangle 2ကိုကြာရင်မယ် rectangle first corner point second corner point ကျွန်တော်ဒီ return ကိုလည်းကျွန်တော် offset comma ကိုတုံးကြည့်ပြီးကျွန်တော် offset ကြည့်ပြင်မယ်အဲ့တော့ offset တော့ damage ထည့်မယ်ဒီခါမှာတော့ကျွန်တော် offset damage ကိုကျွန်တော်2 inch under ကျွန်တော် offset ကြည့်မယ် return ကို select မယ် select object ကျွန်တော်တို့တွားခြင်းတဲ့ဘက်ကို direction ပြမယ်ကျွန်တော်အတွင်းဘက်ကိုတွားမယ်ဆိုရင်အတွင်းကို direction ပြပေးရမယ်ကျွန်တော်အကျဉ်ဘက်ကိုတွားမှာဖြစ်တဲ့အတွက်အကျဉ်ဘက်ကို direction ပြမယ်ပြီးရင်ကျွန်တော်အကျဉ်ဘက်လွတ်တဲ့နေရာမှာ click ချက်ချပါ comment ထည့်မယ်ဆိုတော့ escape ါဆိုရင်တော့ကျွန်တော်တို့ 3D table design အတွက်လိုအပ်တဲ့ 2D ပုံတွေဆွဲပြီးသွားရခြင်းပါတယ်။ဒီ 2D ပုံတွေကျွန်တော်က 3D design ကြောင်းမှုအတွက်ကျွန်တော်တို့က workspace ဆိုခြင်းဘေးမှာရှိတဲ့ညကို click ချက်နေပါ။ပြီးကျွန်တော်က 3D modeling ကို click ချက်နေပါ။ဒါဆိုရင်တော့ကျွန်တော်တို့ drawing workspace ကို 3D modeling ကိုကြောင်းပြီးသွားရခြင်းပါတယ်။ကျွန်တော်က view panel ထဲမှာရှိတဲ့ကျွန်တော် view ကိုတော့ကျွန်တော်တို့က S2 isometric ကိုကြောင်းမယ်နော် S2 isometric ပြီးကျွန်တော် virtual style ကိုတော့ virtual style မှာ concept view ရဲ့ ။ဒါဆိုရင်တော့ကျွန်တော်က 3D ပုံတွေဆွဲဖို့တည်းကျွန်တော်က 3D work space ကိုကြောင်းပြီးသွားပြီးဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ကကျွန်တော် rectangle ကြီးကိုကျွန်တော်က move command ကိုတုံးပြပြီးတော့ကျွန်တော်ကအပေါ်ဘက်ကို shift ပေးမယ်။အဲ့တော့ကျွန်တော်က move command ယူမယ်နော် move ကျွန်တော် shift မယ်ကျွန်တော် rectangle ကို select မှတ်မယ် select object enter ပြီးကျွန်တော် base ပန်းကြမယ် base ပန်းကြပြန်တယ်ကျွန်တော်ကကျွန်တော်သွားချင်းတဲ့ဘက်ကို direction ကြမယ်ပြီးရင်ကျွန်တော် demo ထည့်မယ် demo တော့ 3D enter နော်ဒီအကျဉ်းဆုံးမှာရှိရကျွန်တော် rectangle ရမလိုအပ်တော့တာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ rectangle ကို ဆလမန်ပဲပြီးရင်ကျွန်တော် delete ဒီစီစီပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က 2D return key တွေ H2 command ကိုအသုံးပြုပြီးတော့ကျွန်တော်က2တင်ပေးမယ်ဟို H2 command ကိုအသုံးပြုဖို့အတွက် H2 ကိုကျွန်တော် click ချက်နေပါ H2 အဲ H2 command ကို click ချက်နေပြီးရတယ်ကျွန်တော်2တင်မယ် object တွေကိုကျွန်တော်ဆလမန်ပြီးမယ် select object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  ပြီးရင် enter အနောက်ခေါက်ပြရတယ်ကျွန်တော်တို့သွားကျင်တဲ့ဘက်ကိုကျွန်တော်တို့ direction ကြမယ်နော် direction ကြမယ်တန်မှုထည့်မယ်တန်မှုကတော့3 feet အန်တာ ကျွန်တော်ဒီ rectangle ကိုလည်းကျွန်တော်က copy command ကိုအသုံးပြုပြီးတော့ကျွန်တော် upper byte ကိုကျွန်တော် copy tab ပွားပေးမယ်။ copy command ကိုအသုံးပြုဖို့အတွက် modify panel ထဲမှာရှိတဲ့ copy to ကို click ချနေမယ်။ click ချနေပြီးရင်လည်းကျွန်တော် copy ပွားမယ်ကျွန်တော် object တွေကို select မှတ်မယ်။ plan object enter နောက် base point ကြမယ်ကျွန်တော် base point ကနေပြီးတော့ကျွန်တော် upload သွားခြင်းနဲ့ပြီးတော့ direction ပြမယ်တန်မိုးထည့်မယ်တန်မိုးကိုတော့3 feet enter ပုံမှန်ထွက်မယ်ဆိုတော့ escape နော်ဒီ return key တွေကိုကျွန်တော် h2 comma ကိုအသုံးပြုပြီးကျွန်တော်ဒုတင်ပေးမယ် h2 ကျင်ကျွန်တော်ဒုတင်မယ်ကျွန်တော် object တွေကို select မှတ်မယ်နော် select object select object select object object တွေကို select မှတ်ပြီးရင်ကျွန်တော်က enter ခေါ်ပေးမယ် enter ပြီးရင်ကျွန်တော်သွားချင်းတဲ့ဘက်ကို direction ကြမယ် demo ထည့်မယ် to enter ကျွန်တော်ကအရင်ဆုံးမှရှိရ return key ကိုလည်းကျွန်တော်က h2 comma ကိုအသုံးပြုပြီးဒုတင်ပေးမယ် h2 ပြန်ကျွန်တော် return key ကို select မှတ်မယ် select object enter အဲကျွန်တော်သွားကျင်တဲ့ဘက်ကိုကျွန်တော်ကဒါရိုက်ရှင်ပြမယ်တမ်းမထည့်မယ်တမ်းမှုတော့ကျွန်တော်က1 inch 1 under နောက်တစ်ချက်ကတော့ကျွန်တော်ဒီအောက်မှာရှိတဲ့ကျွန်တော်ကဒူဒီရိုတန်ကယ်တွေကိုကျွန်တော် move command အသုံးပြုပြီးတော့ကျွန်တော်အပေါ်ဘက်ကို shift ပေးမယ် move command ယူမယ် move ပြီးကျွန်တော် object တွေကို select မှတ်မယ် select object under base point နောက်သွားကျင်တဲ့ဘက်ကိုကျွန်တော်ကဒါရိုက်ရှင်ပြမယ်တမ်းမထည့်မယ်နောက်တမ်းမှုတော့6 inch 6 under နောက်ဒီ rectangle လေးကိုလည်းကျွန်တော်က h2 command ကိုအသုံးပြုပြီးတော့ထူးတင်ပေးမယ် h2 နောက်ဒုတိယမှာ object တွေကိုကျွန်တော်ကဆက်လက်မှတ်မယ်။ဆက်လက် object enter ပြီးရင်ကျွန်တော်သွားခြင်းတဲ့ဘက်ကိုဒါရှင်းပြမယ်။တန်မှုထည့်မယ်။ to inject enter ဒါဆိုတော့ကျွန်တော်3 table design ကိုဆွဲပြီးသားဖြစ်တဲ့ကျွန်တော်ဒီ3 table design ကကျွန်တော်ကအစိတ်ပိုင်းတွေကအစိတ်ပိုင်းတစ်ခုချင်းစီကျွန်တော်ချစ်နေတယ်။အဲ့တော့ဒီ3 D object ကိုကျွန်တော်ကအစိတ်ပိုင်းတစ်ခုလည်းချစ်တော့အောင်ကျွန်တော်တို့က union ဖွဲ့ပေးရမယ်။ solid union ယူမယ် solid union 2ကိုကလစ်ချက်နေမယ်ပြီးရင်ကျွန်တော် object တွေကိုဆက်လက်မှတ်မယ် alert object enter နောက်အခုဆိုရင်တော့ကျွန်တော်ဒီ 3D object တွေဟာအစိပ်ပိုင်းတစ်ခုရဲ့အဖြစ်တော့ပေါင်းစည်းသွားပြီးဖြစ်ပါတယ်။ဒီနေ့သင်တဲ့ဗီဒီယိုမှာတော့ 3D table design ကိုကျွန်တော် step by step ဆွဲကြပြခဲ့တာဖြစ်ပါတယ်။အဒီဗီဒီယိုကမိတ်ဆွေတဲ့အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကို like share subscribe နဲ့တကယ်လို့ဒီဗီဒီယိုကိုမိတ်ဆွေက Facebook မှာကြည့်နေဆိုရင်လည်းကျွန်တော်ရဲ့ channel ကို like share နဲ့ follow လုပ်ဖို့မမေ့နဲ့နော် Autocad နဲ့ပတ်သက်ပြီးသိချင်တာနဲ့လုံပေးစေချင်တဲ့ဗီဒီယိုရှိရင်လည်းကျွန်တော် comment box မှာမှတ်ခဲ့ပါဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်